မင်္ဂလာပါရှင်11ရက်သံရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာတော့ရမဲတိမျိုးရဲ့ -20 ခန့်အကွာတွင်ဗဟုပြုပြီး Restar Scale 3.5ရှိငလင်လောက်ခတ်ခဲ့ဆွဲတဲ့အပအဝင် နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပေးတော့မှာပါဒီသတင်းရဲ့ပြင် ညောင်မြို့ကန်းကာရက်ကွက်ဓမယုံမှာပထန်းပူဇော်ပွဲကျင်းပရန်အစည်းအဝေးကျင်းပနေစဉ် PDF များကတနက်နေ့ပြက်ခတ်ခဲ့တာကြောင့်ရက်ကွက်အုပ်ချုပ်ရေးမှူးတူအပါအဝင်9ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိရတဲ့တွင်ယူကရိန်းစစ်ပွဲအပြစ်ခတ်ရဲစဲရေးအတွက်ရုရှားသမ္မတယူကရိန်းသမ္မတတို့ကိုတွေးဆရန်သမ္မတဒေါ်နယ်ထရန့်ကလမ်းဖွင့်ထားတယ်လို့အင်ဖြူတော်ထုတ်ပြန်တဲ့တွင် Everest ကိုဒီနေ့မှမရောဘူးလို့ Atletico ဥက္ကဋ္ဌအတီးပြတဲ့တွင်အစရှိတဲ့တွင်များကိုတင်ဆက်ပြီးတော့မှာပါ ဥဆုံးသတင်းတပုတ်အနေနဲ့ရမဲဒီမျိုးရဲ့ -20 ခန့်အကွာတွင်ဗဟိုပြုပြီး Rista Scale 3.5ရှိငလင်လှုပ်ခတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရမဲဒီမျိုးရဲ့ -20 ခန့်အကွာမှာဗဟိုပြုပြီး AR Rista Scale 3.5ရှိငလင်တစ်ခုဇွန်လ4ရက်မိုးလေပိုင်းကလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။ အရင်ကလေးဟာမန္တလေးငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ဖြစ်ပြီးဇွန်လ၄ရက်မွန်လယ်၁၂နာရီ၄၆မိနစ်၂၄စက္ကန့်အချိန်ကရမဲသိမြို့ရဲ့အရှိအရှိတောင်ဘက်မိုင်၂၀ခန့်ကွာဗဟိုပြူပြီးအနက်၁၀ကီလိုမီတာပြင်းအား restar scale 3.5ရှိကြောင်းထုတ်ပြန်ချက်အရသိရပါတယ်အဲ့ဒီငလင်းလောက်ခတ်မှုကြောင့်မတ်လ28ရက်မန္တလေးငလင်းကြီးပါဝင်နောက်ဆက်တွဲငလင်းလောက်ခတ်မှု186ကျင်းရှိပြီဖြစ်ပါသည်မန္တလေးငလင်းကြီးကြောင့်နေပြည်တော်ကောင်စီနေမြေပါဝင် တဏိတာကြီးပြည်နယ်စေကူးလို့ရှိနေအိမ်အဆောက်အုံနဲ့အခြားထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ရာ လူနေအိမ်9230လမ်း432ခုတံတား130ရထားလန်83နီးယားနဲ့ရထားလန်တရာ70စင်မိုဘိုင်းဆက်သွယ်ရေးစခန်း6930 6, မဟာတအားလိုင်း10လိုင်းဒါအားလိုင်းတိုင်3435တိုင်10မြောင်း994ခုတတမန်6ခု ဌာနအဆောင်အုံ1338လုံး၊စေယုံ384ယုံ၊စေကံ364ကံ၊ရှေဟောင်းအဆောင်အုံနဲ့ပြတိုင်း166ခု၊ကြောင်း2582ကြောင်း၊ဖျားစီရီ6469စု ဘာသာရေးအစောင်းအုံ9588ခုပုဂ္ဂလိကစက်ယုံလုံယုံ344ခုတီးနှံ88သရမ5ဧကတရိษံကောင်းရေတသိန်း3300ထိကပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်မိုးစုစုပေါင်းငွေကျပ်3804သရမ56ဘီလီယံထိရှိခဲ့ကြောင်းသိရပါတယ်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ညောင်မြို့ဂန်းကာရက်ွက်ဓမယုံမှာပဋ္ဌာန်းပူဇော်ပွဲကျင်းပရန်အစည်းအဝေးကျင်းပနေစဉ် PDF များကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်ရက်ွက်အုပ်ချုပ်ရေးမှူးတအူးအပါအဝင်9ဦးသေဆုံးပြီး6ဦးထဏ်ရရှိတဲ့တင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းဒေသကြီးညောင်မြို့ကန်းကာရက်ကွက်ဓမယုံမှာပထန်းပူဇော်ပွဲကျင်းပရန်အစည်းအဝေးကျင်းပနေစဉ် PDF များကတရက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်ရက်ကွက်အုပ်ချုပ်ရေးမှူးတအူးအပါအဝင်ခုနှစ်ဦးသေဆုံးပြီး6ဦးတန်ရရှိခဲ့ကြောင်းသိရပါတယ် ဇွန်လ၁ရက်နေ့ပိုင်းကညောင်မျိုးပကံမျိုးတင်ကန်းငါရက်ွက်ရှိဓမ္မယုံမှာရက်ွက်အုပ်ချုပ်ရေးမှူးဦးမြင့်စောအပါအဝင်ရက်မီရက်ဖများဟာမဟာပဋ္ဌံပူဇော်ပွဲကျင်းပရန်အစည်းအဝေးပြုလုပ်နေစဉ် PDF 15အုပ်ခန်းကလက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်ခဲ့တာကြောင့်ဦးမြင့်စောအပါအဝင်ရက်မီရက်ဖ9ဦးသေဆုံးခဲ့ပြီး6ဦးပြင်းထန်စွာဒဏ်ရာရှိခဲ့ကြောင်းသိရပါသည် အဆိုပါတေဆုံးဒဏ်ရာရှိသူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများမှညောင်းခရိုင်ပြည်သူစေယုံတို့ပို့ဆောင်ပြီးလိုအပ်တဲ့စေဝါကူတာမှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်။ ဆက်လက်ပြီးယူကရိန်းစစ်ပွဲပြစ်ခတ်ရေးဆဲရေးအတွက်ရုရှားသမ္မတယူကရိန်းသမ္မတတို့ကိုတွေ့ဆုံရန်သမ္မတဒိုနယ်ထရန့်ကလမ်းဖွင့်ထားတယ်လို့အင်ဖြူတော်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနဲ့ယူကရိန်းတို့ရဲ့အဖြေရှာရခန့်နေတဲ့ပြစ်ခတ်ရေးဆဲရေးသဘောတူညီမှုမရဖြစ်ခဲ့ပြီးရဲ့နောက်အမေရိကန်သမ္မတဒိုနယ်ထရန့်ရုရှားသမ္မတဗလာဒီမာပူတင်ယူကရိန်းသမ္မတဘိုလိုဒီမာဆလန်စကီတို့နဲ့တူရကီနိုင်ငံမှာတွေ့ဆုံရန်လမ်းဖွင့်ထားတယ်လို့အင်ဖြူတော်ကပြောကြားခဲ့ပါတယ်။ နံပါတ်စလုံးကကိုစလဲများဟာဇွန်လ2ရက်ကအစ္စတန်ဘူမှာတွေ့ဆုံခဲ့ရာစစ်အကျဉ်းသားများပြားကိုလဲလှယ်ရဲ့နောက်ထပ်သဘောတူညီချက်တရရရှိခဲ့ပါသည်။ရုရှားနဲ့ယူကရိန်းကိုစလဲတို့ဟာမေလအလယ်တုန်းကလည်းအစ္စတန်ဘူမှာပထမအကြိမ်တွေ့ဆုံခဲ့ပါသည်။ရုရှားသမ္မတဗလာဒီမာပူတင်ယူကရိန်းသမ္မတအဖြစ်အစ္စတန်ဘူဒါမှမဟုတ်အန်ကာရာမှာတွေ့ဆုံရန်တူရကီသမ္မတအာဒိုဂန်ကအဆိုပြုခဲ့ပါသည်။ ပူတင်ကအဲ့လိုတွေးဆောင်ရန်လက်ရှိအချိန်ထိညှင်းဆန်ထားပါသည်။ဒါပေမဲ့ဇယ်လန်စကီးကမူတွေးရန်ဆန္ဒရှိရလို့ပြောကြားထားပြီးအဓိကပြဿနာများကိုခေါင်းဆောင်ဆင့်ဆွေးနွေးပွဲများတွင်သာဖြေရှင်းနိုင်တယ်လို့ပြောကြားပါသည်။သုံးနှစ်ကျော်ကြာလာပြီဖြစ်တဲ့ယူကရိန်းစစ်ပွဲပြင်းပြပြီးဆုံးစေလို့တဲ့ထရန့်ကမှအခြေအနေပေးလာမယ့်ဆိုပါကသုံးပွဲဆိုင်တွေ့ဆုံရန်လမ်းဝင်ထားတယ်လို့ပြောကြားထားပါတယ်။ ဒါပေမဲ့လည်းနှစ်နိုင်ငံကောင်းဆောင်များနှစ်ဖက်စလုံးအတူဆွေးနွေးရမယ်လို့ထရန့်ကပြောကြားထားကြောင်းအင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကာလိုရင်းလီယာဗစ်ကဝါရှင်တန်မှာပြောကြားခဲ့ပါသည်ထရန့်ကပူတင်ဇယ်လန်စကီတို့နဲ့တွေ့လို့နေရဆိုပေမဲ့လေဇွန်လ2ရက်အစ္စတန်ဘူဆွေးနွေးပွဲမှာမြို့တီအမေရိကန်ကိုယ်စားလှယ်မှပါဝင်ခဲ့ခြင်းမရှိဘူးလို့နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရကပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ကအမေရိကန်ရဲ့ခိုင်မာတဲ့ခြေလှမ်းတွေကိုတော်တော်လေးစောင့်နေရတာပါအပြေးဝပြေးခက်ရဆဲရေးကိုရုရှားသဘောတူအောင်တွန်းအားပေးဖို့ထရန့်အနေနဲ့ပြည်ထောင်နယ်ပိတ်ဆို့မှုတွေကိုချမှတ်ဖို့တိုက်တွန်းလာတယ်လို့ဇယ်လန်စကီကပြောကြားခဲ့ပါတယ်ဇော်လာနှစ်ရက် ကိုဒီနွေမှာမရှောင်းဘူးလို့အက်တလက်တီကိုဥက္ကဋ္ဌအတီးပြုရတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အက်တလက်တီကိုမက်ဒရစ်အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူစီရီဆိုက အခုနေရာတီမှာ အသင်းတိုက်စစ်မှုအေဗာရက်ကိုရောင်းချမှာမဟုတ်ဘူးလို့အတီးပြုပြောကြားခဲ့ပါတယ်။အသက်25နှစ်အရွယ်အာဂျင်တီးနားလက်ရွေးစင်တက်ဆင်မှုအေဗာရက်ဟာ2024နှစ်ရာသီကမှမန်စီးတီးအသင်းကနေအက်တလက်တီကိုမက်ဒရစ်အသင်းစီသို့ယူရို65တန်းနဲ့ရောက်ရှိလာခဲ့တာပါ။ ်အေဗာရက်စ်ဟာပြီးခဲ့တဲ့2024-25ရာသီမှာအက်တလက်တီကိုမက်ဒရစ်အသင်းရဲ့အဓိကကစားသမားအဖြစ်ခြေစွမ်းပြနိုင်ခဲ့ပြီးပြိုင်ပွဲဆုံး54ပွဲမှာ29ဂိုးသွင်းကာဂိုးဖန်တီမှုခနှစ်ချိန်ပြုလုပ်ခဲ့ပါတယ်ဒါကြောင့်အခုနေရာဒီမှာသူ့ကိုခေါ်ယူဖို့ပရီးမီးယားလိထိပ်သီးတွေဖြစ်တဲ့လီဗာပူးအာဆင်နယ်တို့ဝင်စားနေရလို့သတင်းထွက်နေပါတယ်။ ဒါပေမဲ့ Atletico Madrid အသင်းဥက္ကဋ္ဌ series ဆိုကတော့ Everest ဟာလောင်းမေ2025-26ရာသီမှာလေအသင်းကစားသမားအဖြစ်ဆက်ရှိနေမယ်လို့အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ series ဆိုက Everest က Atletico Madrid ကစားသမားပါ။သူဟာ Atletico Madrid ကစားသမားအဖြစ်ဆက်ရှိနေမှာဖြစ်ပါတယ်လို့ပြောဆိုခဲ့တာပါ။11ရုပ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြီးစုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်